မရောက်နိုင်ငါသူကမျက်နာမျက်နာသေးဆန်းသေးဆန်းသေးတေးပေါ့ရှင်နေဆိုတော့ဆိုးနေပြီပေါ့နော်အလာမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ကတော့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ပေါ့နော်ဟုတ်28ရက်နေ့ဒါဒီနေ့အထူးခြားသတင်းတွေရောအထူးခြားသတင်းကမနေ့ကလည်းကျွန်တော်တို့ကဒီ၃မှန်းကိစ္စနဲ့ပြောလိုက်တော့အထူးခြားသတင်းတွေလည်းဒါ ဟိုမပြောပြဘူးပေါ့နော်ပြောပြမသုံးသက်ပြဘူးပေါ့အဓိကကျွန်တော်ပြောတယ်ဆိုတာတဲ့အဓိကတော့ဘယ်လိုအခြေအနေပေါ့နော်အခြေအနေလေးကိုကျွန်တော်တို့ကနည်းနည်းသုံးသက်ပေးတဲ့သဘောပါပေါ့နော်သုံးသက်ပေးတာပေါ့အဲ့တော့အဲ တနေ့ရလည်းမပြောပြဘူးရဲရက်က3ရက်လောက်ကျော်ကြားထဲမှာဟသွားတာပေါ့နော်ဟသွားတဲ့အခါကျတော့တတင်းပြောတဲ့တတင်းတွေကတော့များများတယ်ပေါ့နော်ဒါပေမဲ့ပြည်သူလူထုအဲတရှိပြီးသားတတင်းတွေတွေကပဲတချို့ဟာတွေပေါ့နော်တချို့ဟာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နည်းနည်းအားဖြစ်စေမယ့်ဟာလေးတွေရဲ့ပြီးတော့ထုံးတမ်းတိုင်းပေါ့ကျွန်တော်တို့ဟိုကတောင်းကနေလောက်တဲ့ မနုဒိယဖင်နှခွာကြီးမနုဒိယဖင်လေးခွာပေါ့နော်ညာကြီးတမရာကြီးဥက္ကဋ္ဌကြီးတမရောအကာဝေးကြီးဦးစည်းချုပ်ကြီးရဲ့ဒါဟိုဘယ်လိုပြောအောင်တောက်တလွဲတွေပေါ့နော်တောက်တလွဲလုတဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့လဲဒါနည်းနည်းပြောပြပေးသွားမှာပေါ့နော်ဒါဒီရဲ့ပိုင်းမှာကဒါကျွန်တော်တို့တက်ဆိုင်ရာကတော့သိရှိပြီးသားပေါ့နော်သိရှိပြီးသားဒါပေမဲ့အဲ့ဘက်မှာနေတဲ့ပြည်သူလူထုတွေနည်းနည်းပို့ပြီးတော့မှဟိုတတိထားရအောင်လို့ပေါ့နော်အကြိုပြီးတော့မှ အတိအအောင်လို့ပေါ့တစ်ချက်လေးရှိရောကျွန်တော်တက်မှ9နှစ်မြေဘက်ကိုပေါ့နော်အခုကျွန်တော်သင်္ကန်းကြီးနောင်ကိုအဲဟိုပြန်ပြီးတော့မှစစ်ကောင်စီကပြန်ပြီးတော့ထိုးစစ်ဆင်တဲ့ပုံစံမျိုးပေါ့နော်ထိုးစစ်ဆင်တဲ့ပုံစံမျိုးကျွန်တော်တက်မှ9ဘက်မှလည်းလုံမယ်လို့သတင်းအနှံထွက်နေတာရှိတယ်ပေါ့နော်အဲဒါအဲ့ဒါဆိုရင်တော့သဘောပေါက်တယ်ပေါ့သင်္ကန်းကြီးနောင်ကိုထိုးတဲ့ပုံစံမျိုးပြန်ထိုးမယ်ဆိုလို့ရှိရင်တော့ဘယ်သူတွေ ပူပေါင်းပါဝင်မလဲပေါ့နော်တစ္ဆပေါ့တွေဘယ်ကောင်တွေပါမလဲဆိုတာတစ္ဆပေါ့ဆိုတာလေဟိုကိုလူသူပ္ပတာတွေပေါ့နော်ကိုလူကတော့ကိုလူမျိုးပဲကိုလူပဲဒါပေမဲ့သူပ္ပတာဖြစ်သွားပြီးတော့မှသွားပြီးတော့စစ်ကောင်စီနဲ့သွားပေါင်းတင်ဆက်ဆံပြီးတော့မှစစ်ကောင်စီရဲ့အလိုလိုက်အကြိုက်ဆောင်နေတဲ့ကျွန်တော်တို့ဒါ Green Bean တွေကအဖွဲ့ ပါမှာပေါ့နော်အဒီဖွဲ့ဆိုရင်တော့ဘာလို့အဖွဲ့လေရတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီဖွဲ့တွေကမှခွဲထွက်တချို့တလေပေါ့နော်တချို့တလေတွေကဒါစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့တက်မှာ9နှစ်မြေဘက်မှာအာဒါဒီရဲ့ပိုင်းထဲမှာကျွန်တော်တို့ကြီးကြီးမားမားထိုးစစ်ဆင်ဖို့ရှိတယ်ပေါ့နော်ရှိရဆိုတာဒါကတော့ထိုးစစ်ဆင်မယ်ဆိုရင်တော့ကျွန်တော်တို့တေချာဘော့ကတော့စစ်ကောင်စီထိုးစစ်ဆင်မယ်ဆိုဘလို့နေရာကိုဆင်မလဲဆိုတော့သူတို့ဆုံးရှုံးမိသားနေမြေပေါ့နော်ဥမာသူတို့ဆုံးမလို့မရတဲ့လမ်းသူတို့ ချုံချုံထားတဲ့နေမြေဒါဒီနေမြေတွေကိုပဲ तू ကပြန်ပြီးတော့ထိုးစစ်စီပါအောင်လို့ तू ရပြီးသားနေရ तू စုံမထားပြီးသားလမ်းပေါ်တော့ဘယ်သူမှလာတဲ့အကြောင်းမရှိဘူးပေါ့နော်ထပ်ပြီးတော့ အင်အားတိုးချဲ့ပြီးတော့ထိုးစစ်ဆင်နေရာအကြောင်းမရှိဘူးအခုကတော့ဒါကျွန်တော်တို့ဆုံးရှုံးထားတဲ့နေရာတွေကို ထိုးစစ်ဆင်မယ်ဆိုးမိုးလို့မရတဲ့လမ်းတွေကိုပြန်ပြီးတော့မှဆိုးမိုးလို့ရအောင်ဒါထိုးစစ်ဆင်မဲ့အနေအထားမျိုးလေးတည်ရတာလေးဒါကျွန်တော်ဒါအစားပိုင်းမှာအဖွင့်ပိုင်းမှာထည့်ပြီးတော့မှပြောပြပေးတာပေါ့နော်ဟိုဒါကျန်တဲ့ထူးခြားသတင်းတွေနဲ့ပတ်သက်ပြီးတော့ဆရာကြီးနည်းနည်းပြောပြပေးပါဦးကျန်တဲ့ထူးခြားတဲ့သတင်းကတော့ဒါစကိုင်းတိုင်းပေါ့နော်စကိုင်းတိုင်းစကိုင်းမြို့ဝယ်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကိုတော်လိုင်းတက်ဖွဲ့ရရနေပြီးတော့ ွားပြီးတိုက်ခိုက်ဖို့သွားတာဟိုရောက်တော့မရောက်သေးဘူးခုနစစ်တပ်ရဲ့ဟိုစစ်ကောင်မရှင်ရဲ့စစ်သားတွေကအကုန်လုံးထွက်ပြေးသွားပေါ့ထွက်ပြေးသွားတယ်ဆိုတော့ဒေါ်လန်ရဲ့ရဲဘော်တွေဘက်ကတော့ဒါဟိုတနက်မဖောက်ရပဲနဲ့စကန်းကို တိမ်ပိုင်ရရှိတယ်ဆိုပြီးတော့တွေ့ရတာဟုတ်ဒီကောင်နေရဘာမွေးမသေးဒုံမကျိုးလို့ပြောရမလားဘယ်လိုပြောရမလဲမသိဘူးကျွန်တော်ကအဲ့တနင်းလေးဖတ်ပြီးတော့သွားစဉ်းစားမိတယ်ဇဂိုင်းတိုင်းဇဂိုင်းမျိုးအဝယ်ပေါ့နော်ဇဂိုင်းမျိုးအဝင်ကကျွန်တော်တို့ဘာဝါချက်ကြီးရွာတောင်ပိုင်းမှာရှိတဲ့ဒါ စစ်ကောင်စီရဲ့စစ်စီရေးဂိတ်ပေါ့နော်စစ်စီရေးဂိတ်ကိုကျွန်တော်သွားပြီးတော့မှဒါယူနီကွန်ပြောက်ကြဖွဲ့ပေါ့နော်ယူနီကွန်ပြောက်ကြဖွဲ့ကတိုက်ဖို့ဆိုပြီးတော့သွားတဲ့ချိန်မှာတိုက်ဖို့လည်းလာလဲလာရောတခါတည်းထွက်ပြေးသွားတယ်ဆိုတော့နာမည်ကသူကစစ်စီရေးဂိတ်ပေါ့နော်အဲ့တော့စစ်စီရေးဂိတ်လို့မဟုတ်ဘဲနဲ့စစ်စစ်ပြေးရေးဂိတ်ဆိုပြီးတော့မှမင်းတို့ဟာတိုက်တော်မတဲသေးဘူးပြေးတော့မှစစ်ပြေးရေးဂိတ်ဆိုပြီးတော့မှလောက်ရမဲ့ပုံစံတော့ပေါက်နေပြီလို့တော့ကျွန်တော်မနေ့ကတွေးမိသေးတယ်အဲ့တော့ဒီကောင်တွေကစစ်စစ်ကောင်စီကပေါ့နော်ကျွန်တော်တို့ ဒီသူတို့ကအင်အားတာလွန်ပြီးတော့မှာသူတို့အတင်းဖိနိုင်လို့ရှင်းတော့ဒီလားဟာအရင်အရင်ဖင်ကောင်းကြတယ်တဲ့ဟာဘလို့ဘလို့ချမယ်ညာလို့ချမယ်လို့ပါတို့တဲ့ဟိုတင်ငန်းကြီးတော့ပြန်တက်လာတော့လည်းဒီတိုင်းပဲဗီဒီယိုဖိုင်တွေရိုက်ပြီးတော့မှတကယ်ဆော်မဲ့ကောင်တွေတို့ပါတို့တဲ့အဲ့ဒီလမ်းပေါ်မှာလေဟိုတင်ငန်းကြီးတော့ရှေ့ကလမ်းပေါ်မှာဟာတကယ်ဆော်မဲ့ကောင်တွေဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုပြီးတော့မှဗီဒီယိုဖိုင်တွေရိုက်ပြီးတော့မှဒါဝါရဖြန့်တယ်ဗောနော်ဝါရဖြန့်တယ်အခု လေခေကောမှာဟိုပြောင်းကင်းမှာပြောင်းကင်းမှာအလောင်းကြီးထက်နေတဲ့ဒါအချိန်လဲကြလဲကြအောင်အတန်ကိုပထွက်တော်ဦးတဲ့အတန်ကိုပထွက်တော်ဦးမှာဘောမ Telegram မှာဆိုလို့ရှိရင် तू ကွန်မန့်လေးရေးထားတာဗာရေးထားတာတွေ့ရတော့ ရားတို့တွေဟိုလေးခေကောရပြီရပြီဆိုပြီးတော့မှရှောက်ပြီးတော့လော်မနေကြပါနဲ့ဗျာတဲ့အောက်မှာဖြစ်နေတဲ့ဟိုဖြစ်နေတဲ့တကယ်တိုက်နေတဲ့တက်တွေပေါ့နော်တို့စစ်ကောင်စီတက်တွေကိုဘလိုမျိုးထောက်ပံ့ပေးရမလဲဘလိုမျိုးဝိုင်းကူရမလဲဆိုတာမစင်သားပဲနဲ့လော်ဘီတွေရှောက်ရေးတယ်လေးခေကောရပြီလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါမီဒီယာတွေကတောင်ပဲဒီလိုမျိုးရှောက်ပြီးတော့မှရေးသားကြတယ်ပေါ့နော်ဟာလေးခေကောကိုပြန်လဲထိန်းချုပ်နိုင်လိုက်ပြီလို့ဘာလို့ပေါ့နော်အဲ့ဒီဘဝကြတော့ အတံခရက်တော့ရှစ်ကောင်ဒီဗီဒီယိုဖိုင်နဲ့တက်မလာတော့ဘာမှတက်မလာတော့ကျွန်တော်ကဟိုနေ့ရှယ်လိုက်တယ်ဗောဘူရာဘောလို့ဆိုလို့ရှိရင်ပြစ်တာဟေ့ရောငါနာနာလာမပြစ်နဲ့နားကြီးတယ်တို့ဘာလို့ဆိုနားဥတယ်တို့ဘာလို့ဒီလိုမျိုးတွယ်တွယ်တဲ့အချိန်မှာဒါတကိုင်းတိုင်းမှာဆိုလို့ချင်းဒီတိုင်းမှာသူတို့ကဟိုတာလွင်ဖင်ကောင်းကြည်တယ်လို့ကျွန်တော်ပြောနေတာဗောနော်တာလွင်ဖင်ကောင်းကြည်လို့ပြောနေတာဒီတိုင်းမှာကျောဟိုတနင်္လာညဘက်ကဒါရှမ်းအင်းတော့ဘက်မှာဆိုလို့ရှိရင်လည်းဒီမှာဟို ခုနှစ်ယောက်လောက်ပေါ့နော်ခုနှစ်ယောက်လောက်25ရက်နေရပေါ့နော်ခုနှစ်ယောက်လောက်ဒါချစ်ကောင်းကြီးပဲခုနှစ်ယောက်လောက်ထုံးတဲ့နိုင်ပဲမာလကီးယားဟောတယ်ပေါ့နော်အဲ့တော့ပွဲသေးသေးတွေကတော့ကျွန်တော်တို့ online တက်ဖို့ရတောက်လျှောက်တိုက်နေပေါ့နော်ဒါဟိုခုနှစ်ယောက်ဒါသတင်းဗီဒီယိုဖိုင်ထပ်ပြီးတော့ထုတ်ပြန်လာတာပေါ့သတင်းကတော့ဒီမီတာဗီဒီယိုဖိုင်ထပ်ပြီးထုတ်ပြန်လာတာခင်ဦးဘက်မှာဆိုလို့ရှိရင်ဒီနိုင်ပဲ33လဲကြားတော့ကဘလို့တိုက်ပွဲဝင်နေတယ်ဘလို့တိုက်ခိုက်ခဲ့တယ်အဲဆိုတော့ပုံနေလဲဗီဒီယိုဖိုင်နေလဲထပ်ပြီးတော့မှထွက်လာတယ်အဲ့တော့ပွဲသေးတွေကတော့ကျွန်တော်တို့ကတောက်လျှောက် နိုင်နေတယ်လို့ပြောလို့ရတာဗောနော်ဟုတ်ဒီနေ့မနက်ခင်းဗောဒီနေ့ဒါ27 28ရက်နေ့မနက်ခင်းပိုင်းရပဲစပြီးတော့ဒါမုံရွာနာမခရရနေဒီမှာကျွန်တော်တို့ MI 73စီးတက်သွားပြီးတော့မှပလဲမြို့နယ်ဗောနော်ပလဲမြို့နယ်တဲ့ကနပြုစောတိရွာဟော MI 73စီးရဟန်း73စီးဆင်းတယ်လို့တည်ရတယ်ဗောနော်အဲ့ဒီပြောဟိုတော်လိုင်းရဲဘော်တွေဒီနေ့လည်းတတိဝရိယထားဖို့လိုအပ်မယ်လို့ထင်တာဗော အဲနောက်တစ်ခုကတော့ဒါဘုံကကရင်ပြည်နယ်ပေါ့နော်ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်တွေကလမ်းတွေပေါ့လမ်းတွေကိုစစ်ကောင်စီကနေမှာပိတ်ဆို့ပြီးတော့မှခုနကုန်တင်ကားတွေရဲ့နောက်တစ်ခုက AC ကားတွေကိုတင်းတင်းကြပ်ကြပ်ပိတ်ဆို့စစ်ဆေးပြီးတော့မှဒါခုနစီရိုဆန်တို့ပါတဲ့ကားတွေဆိုရင်ဒါဖမ်းဆီးထားဖမ်းဆီးတိတ်ဆီးထားတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကတော့ခုနကျွန်တော်တို့ခမရ1303တည်ရင်မှုရဲ့အမိန့်တွေပေါ့ဒါခုနကျွန်တော်တို့ KNU ရဲ့ နောက်တစ်ခုကတော်လန်ရေးရဲဘော်တွေရဲ့လက်ထဲကိုဒီ73စီနဲ့စီစံစားပေါ့လေဒါကြိတ်ခါတွေမရောက်အောင်ဆိုပြီးတော့ဒါပိတ်ဆို့ပြီးတော့ဟိုဟာဖြက်လေးဖြက်လုံးနေတဲ့သဘောပေါ့အဲ့ဒီမှာမှခုနကသူက BGF ရဲ့နောက်တစ်ခုက PC ရဲ့နောက်ပြီးတော့ DKBE ရဲ့အဲ့သူတို့နဲ့ပတ်သက်တဲ့ခုနစံစီပေါ့နော်73စီကားတွေကိုတော့သူဖန်စီခြင်းမရှိဘဲနဲ့လှုပ်ပေးနေတယ်ဆိုတဲ့သတင်းနဲ့တွေ့ရတာပေါ့နော်အဲ့ဒီသတင်းလေးသွားဖတ်မိလိုက်တဲ့အချိန်မှာဘာ တခုပါလေးသွားပြီးတော့စဉ်းစားမိလဲဆိုတော့ပြကျွန်တော်လည်းအဲ့လိုမျိုးတိတိခွားခွားသွားသွားပြီးတော့မှတွေးတတ်တယ်ဗောနော်ဆိုရင်နေရာတရက်တောင် ဖြစ်မလားဗောနော်ဆိုရင်နေရာတရက်တောင်ဖြစ်မလားဆိုတော့သူကဒီငင်းငိုင်းစစ်ကောင်စီနဲ့ပလန်နာမှာတင်းနေဖွဲ့စည်းဗောဖွဲ့စည်းဗောနော်ဒီဖွဲ့စည်းတွေကတဲတဲ့ဟာတွေကြတော့ဘာမှမပြောဘူးလွတ်ပေးတယ်ကျန်တဲ့ကျွန်တော်တို့ဒေါ်လိုက်တက်ဖွဲ့တွေဗောနော်ဒေါ်လိုက်တက်ဖွဲ့စစ်ကောင်စီကိုတကယ်ကြိတ်နေတဲ့ အဖွဲ့တွေလက်ထဲကိုကြတော့ရိတ်ခါတို့73စီတို့အရောက်မှဆိုးတယ်ဗောနော်ရောက်မှဆိုးတယ်အဲ့တော့သူကဟိုမြန်မာနိုင်ငံမှာဟိုလက်ထဲမှာတနတ်မရှိရင်အဆင်မပြေတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေပြီလားဗောနော်အဲ့ထဲမှာသူကပြည်သူလူထုဝယ်တာပါရင်ပါမယ်ဗျာပြည်သူလူထုကလည်းအဖမ်းခံရအသိမ်းခံရတယ်ပြည်သူလူထုတို့73စီရှိမယ်တို့အိမ်မှာမိစက် ဒါလျှက်စစ်မီ24နာရီရတဲ့နေရာမျိုးတချို့ဆိုရေခဲစက်တွေလောက်တာတို့တချို့ဆိုရင်ဒါကြက်မွေးမြူရေးတို့ဘာတို့တွေမှမီးကန်ရတာတို့မီးပေးရတာတို့တွေရှိမယ်ဒီလိုမျိုးကိစ္စတွေပေါ့နော်လျှက်စစ်နဲ့လှုပ်လှုပ်ရတဲ့ကိစ္စတွေရှိရခါကြတော့တို့မှမီးစက်မောင်းဖို့စီရို့ဟုတ်လားအိမ်မှာဝက်တွေအများကြီးဒီလိုမျိုးစီးပွားပြေးမွေးမြူတဲ့လူတွေဆိုလို့ရှိရင်သူ့မှာဆန်တွေဆန်လိုအပ်ချက်ရှိမယ်တဲ့ဒီသူဝက်စာနဲ့ရောပြီးတော့အကျွေးတဲ့ဟာမျိုးပေါ့နော်ဆန်လိုအပ်ချက်ရှိမယ်ဒီလိုမျိုးတွေကပြည့်ပြည့်ဝဝဝယ်ခွင့်မရတော့ ဒါပေမဲ့အဲ့ပြည်သူကဒါပြည်သူဖြစ်နေလို့ဟုတ်တယ်အဲ့ဒီလိုရတဲ့လက်နက်ကိုင်ဖွဲ့စည်းတခုခုတည်းရတာဆိုရင်အဆင်ပြေပြီလက်နက်ကိုင်ဖွဲ့စည်းတခုခုတည်းရတော့မှပဲသူကစစ်တပ်နဲ့ပလဲနာမှာတင်းတဲ့အဖွဲ့စည်းဆိုရင်ပူတော်အဆင်ပြေသေးတယ်ဟုတ်အဲကျွန်တော်ရှေ့လျှောက်ဒီအရင်တော့ရှေ့မှာဖြစ်ခဲ့တဲ့အဲတမိုင်းနေပြန်ကြည့်ကြည့်ရင်လည်းဒီတိုင်းပဲသူကလက်နက်ကိုင်ဖွဲ့စည်းတခုခုမှနေရာလေးတနေရာတော့သူကရောက်ယူထားနိုင်မှာ အဆင်ပြေမဲ့ဟာမျိုးပေါ့နော်မဟုတ်ရင်အဖွဲ့ဝင်ကက်လေးတော့ထုတ်ပြပြီးတော့ကျွန်တော်ဘယ်ဖွဲ့ရပါဆိုပြီးတော့မှဒီအဖွဲ့ကက်လေးဂိမ်းမှာပြပြီးတော့မှအဲ့ဒါဆိုတဲတဲကျင်တာတဲဟာကျွန်တော်အဖွဲ့အတွက်ရိတ်ခါတို့ဘာတို့ပြောပြီးတော့မှဟိုဝတ်ကျွေးနေကျွေးမယ်ဟိုကျန်တဲ့မိသက်တုံးရင်လည်းတုံးမယ်ပေါ့နော်အိမ်မှာကားတချို့ကားတွေပါတွေဟိုအဖြစ်တဲ့အခါကျတော့မှလေထုံဆက်တို့ဘာတို့တွေနဲ့ဒါဟိုတီးနှံနေပါတွေစိုက်ပြူတာတို့ရိတ်သိမ်းတာတို့တွေလည်းသူတို့မှစီကလုံမှာပဲအဲ့တော့ပြည်သူကြတော့ဟို ဘလို့မှလှုပ်ခွင့်မရှိဘူးအပြီသူကနောက်ဆုံးမှသူကဘာဖြစ်လာလဲဆိုဟောလက်နဲ့လက်နဲ့ကင်ထားမှသာလင်းတခုအဆင်ပြေမလားဆိုတော့အတွေးမျိုးပေါ့နော်အပြီသူလူလူမှဝင်သွားရင်မကောင်းဘူးပေါ့နော်လက်နဲ့ကင်အဖွဲစည်းတွေကိုအမြင်ကတ်သွားလို့ရှိရင်လည်းမကောင်းဘူးပေါ့ကျွန်တော်ကအဲ့ဒါကိုဘုံကခဏခဏတွေးဘူးတယ်တဲ့တွေးဘူးတယ်ဆိုတော့ခုကကျွန်တော်တို့ပြည်သူတွေကလက်နဲ့မဲ့ပြည်သူတွေကိုခုနလောက်ဒါစစ်တပ်ပဲဖြစ်ဖြစ်တခြားလက်နဲ့ကင်အဖွဲစည်းပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ပြည်သူလူထုပေါ်မှာခုနကြီးနိုင်ငံအញ្ញင်းပေါ့လက်နဲ့ပြပြီးတော့ ကြီးနိုင်ငံချင်းလုံနေတဲ့အတွက်ကြောင့်ကျွန်တော်တနိုင်ငံလုံးကိုသွား16နှစ်ရဲ့အထက်ပေါ့နော်အကုန်လုံးကိုလက်နက်ပေးထားလို့ရှိရင်ဒီကောင်လေးဟိုလက်နက်ရှိလို့ရှိရင်သူဘုံဘွားဝေါ်တာလည်းမဆွဲရတော့ဘူးလေထောင်ထောင်နေချုပ်နေဆန့်မှာမဟုတ်ဘူးအဲ့လိုမျိုးကိုကျွန်တော်တို့ကဟိုဖန်တီးပေးရမယ်သဘောဖြစ်နေရယ်နော်ဟုတ်အဲ့တော့အဖွဲ့စည်းတစ်ခုမှလက်နက်ကင်တာမှအဆင်ပြေမဲ့နိုင်ငံမျိုးမဖြစ်အောင်လို့ကျွန်တော်တို့ကဒီဒီကတစ်ဖွဲ့ဆိုတစ်ဖွဲ့တည်းပဲရှိရမယ်စစ်တပ် တဖွဲ့တွေပဲရှိရမယ်ငင်းငိုင်းယူထားတဲ့အဖွဲ့အစည်းတွေဘာတွေကျန်တဲ့အမီပြောင်းတွေအမီခွက်တွေဟိုလိုတွေဒီလိုတွေဘာမှထော်ဝါမဖြစ်နဲ့ခြိပွားရေးလှုပ်ချင်တယ်ဟွာဖြစ်တယ်ဆိုလို့ရှိရင်တခါလက်လက်နက်ကင်နန်းနေဆွန်းတော့ဆွန်းတော့ပြီးသွားလို့ရှိရင်လက်နက်တွေတခါတဲ့ဥမာတော်လိုက်ပြီးသွားလို့ဖရရတမ်မရောဆိုလို့ရှိရင်ဖရရတမ်မရောမှာပဲမင်းတာဝန်တာဝန်ထမ်းတော့မယ်တော်ဝင်ပထမ်းဆောင်ဂျင်ဘူးဆိုရင်ကျန်တဲ့ဟိုဖွဲ့ဒီဖွဲ့ဆိုတဲ့ဟာတွေပေါ့เนาะဒါကျွန်တော်တို့နိုင်ငံမှာဒါအများကြီး ြုပြင်ပြောင်းလဲပေးရမယ်အရာတွေပေါ့နော်ဒီကြားထဲမှာဘသူကတော့ညက်လဲဆိုတော့အချင်းချင်းရဲ့ပို့တိုင်းမှုကြားမှာအခုကစစ်ကောင်စီကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ရဲ့လက်ထဲကိုရိတ်ခါနဲ့ဆက်သုံးစီရောက်มาဆိုလို့ပိတ်တာကြားထဲကဘသူကခံရလဲဆိုတော့ပြည်သူလူထုကပဲခံရတယ်။ပါပြီးခံရတယ်။တော်လိုင်းတပ်ဖွဲ့တွေကမင်းတို့ခိတ်တွေကိုဖျက်ပြီးတော့တဲမှာလား။ အယူတွေပေါ့နော်ပဲကျွန်တော်မေးနေတာဟုတ်တယ်မလားဘလူကဂိတ်ဖြတ်ပြီးတော့မှငါတို့တော်တဲ့ပို့မယ်ရိတ်ခါကွာဆိုပြီးဘလူကဂိတ်ဖြတ်ပြီးတဲမှာတော့ဟုတ်တယ်မလားအဲ့ဒီကျန်တဲ့နီလန်းတွေအများကြီးဟိုတောကျောတောင်ကြားလမ်းနေတို့ရေလမ်းနေတို့ဟုတ်တယ်မလားဟိုတဲလို့ရတဲ့နီလန်းတွေအများကြီးရှိရပြီးသူတကယ်လိုအပ်နေတဲ့ဟာကြတော့မင်းတို့ကတကယ်လုံးမပေးပဲနဲ့ဟုတ်တယ်မလားစီစစ်တင်စီစစ်ပေါ့ဒါခမရဲဥမာဆန်တိုင်းဖွင့်ထားတဲ့လူရှိမယ်လေဆန်တိုင်းဖွင့်ထားတဲ့လူကဒီဖန်ကနေတဲပြီးတော့မှသူလိုင်းဝဲမှာဇိုင်ဖွင့်ပြီးတော့မှ လက်လီပြန်ရောင်းရောင်းမယ်လေဒါတို့တွားပြီးတော့မှဆန်အများကြီးတဲလို့လို့စီစီတိုင်းဖွင့်လာတဲ့လူကလည်းစီအများကြီးတဲရမှာပဲလေအခုဆိုစီ73တိပြက်လက်မှုကလည်းဒါထိုင်းနိုင်ငံနဲ့ဟွာဖြစ်ထားတဲ့အချိန်မှာတချို့နေရာတွေပြက်လက်မှုတွေဖြစ်နေတာပေါ့နော်ဒါတွေကဟိုအချိန်တွေပေါ်ကြည့်ပြီးတော့မှဟိုလိုက်ရောရမယ့်ဟာတွေလိုက်ရောတင့်တယ်ဆိုတော့ပြောပြတာပေါ့နော်အဲ့တော့နောက်ဆုံးမှာတော့ကျွန်တော်တို့ဈားတွေကညက်တာတော့ဟိုပြည်သူပါပဲပေါ့နော်ပြည်သူကတော့တကယ်ခံစားရတဲ့အချိန်တွေမျိုးကိုသွတ်တွေးရတာပေါ့ဟုတ် နောက်တစ်ခုကတော့ဒါ blogger permission ပေါ့နော် permission ခုနဟိုဥကိုကိုကြီးဥဆောင်တဲ့ပြည်သူပါတီ PP ပါတီကနေမှခုန PP PDB အဲ PDB ပေါ့နော်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးပါတီကို ကူပြောင်းသွားတယ်ဆိုတော့ဥစားလည်းသွားတွေ့ရတော့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့မှသူကတိတိကျကျ तू မပြောသေးဘူးဗောနော်တိတိကျမပြောသေးဘူးဗီဗီချမ်းရောစဲ तू ကဘာဘာပြောလဲ तू ကမီဒီယာတခုကရေးသားတယ်ဗောနော်ခရင်ပြည်နယ်မှာသွားပြီးတော့မှမဲပြိုင်ခိုင်းလို့ဗောနော်ရေကောက်ပွဲဝင်ခိုင်းတဲ့အတွက် तू ကမဝင် မဝင်ပြင်လို့ဒါတခြားပါတီကိုပြောင်းလိုက်တယ်ဆိုတော့ဟာမျိုးရေးသားထားတာတွေ့ရတယ်ဗောနော်ဒါနဲ့ပတ်သက်လို့ तू तू ပြောထားတာ तू ကအဲ့လိုမဟုတ်ပါဘူးဗောနော်အဲ तू तू ရန်ကုန်လာတာမှာနေတယ်ဆိုတော့အကြောင်းဗောနော်လာလာတာဘက်မှာနေတယ်ဆိုတော့အကြောင်းကိုလည်း तू ပြောတယ်ဗောနော်အဲ့တော့ဒီမှာကကျွန်တော်တို့က ဒီအနေပဲတယ်လို့ကျန်တာကကျွန်တော်တို့ဟိုများများထရီထူးတော့ပြောဖို့မရှိဘူးသူကပါတီတွင်းမှာသူ့ရဲ့ပါတီစီမင်းနေနဲ့ပတ်သက်ပြီးတော့သဘောမကျလို့ပေါ့နော်သဘောမကျတဲ့အတွက်သူသဘောကျတဲ့ပါတီကိုပြောင်းလာဆိုပါတီဝင်တယောက်ကဒီပါတီကိုသဘောဒီပါတီရဲ့ချမှတ်တဲ့စီမင်းစည်းကမ်းတွေကိုသဘောမကျဘူးဆိုရင်ပါတီဝင်တော့မှသဘောမကျရင်အဲ့ပါတီစီမင်းစည်းကမ်းတွေကိုပြည်သူကဘယ်လိုသဘောကျမှာဟုတ်တယ်မဟုတ်ဘလို့ဖဲဖြစ်မှာတော့ဆရာကြီးရာဒါလေးကိုစဉ်းစားသိကြတာပေါ့နော်အဲ့တော့ဒီလိုပါတီမျိုးကိုသွားပြီးတော့မဲပေးလို့ရှိရင်လည်း ဘာဖြစ်တာမလဲအခုပဲဒါရွေးကောက်ပွဲတော့မဝင်ရသေးဘူးဟိုတကိုင်းပြီးတကိုင်းကူးနေပြီတပင်ပြီးတပင်ဟိုကူးနေတဲ့အခြေအနေမျိုးဖြစ်နေပြီဈေးရခုံခုံနေရဟိုခုံလိုက်ဒီခုံလိုက်နေတမားတွေပေါ့နော်အခွင့်အရေးသမားတွေပေါ့နော်ဘယ်ရပို့ပြီးတော့မှအရှင်ပြေမလဲဘယ်ရဟိုအဖြစ်မလဲအဓိကပြည်သူကိုတကယ်လှုပ်ပေးခြင်းလို့မဟုတ်ဘူးနော်အဲ့ဒီစစ်ကစစ်တပ်ကရွေးကောက်ပွဲလှုပ်မှာမယ်လို့အတန်ထွက်တဲ့အချိန်ကြာကမှပါတီတွေထပြီးထောင်ညပြီးတော့မှဟိုအာနာဟိုဖျက်လန်းနီးနေ လိုချင်တာပေါ့နော်အောက်ခြေကနေအစင်းစင်းအေးစစ်တက်သွားပြီးကမှဟိုလှုပ်တာမဟုတ်ဘဲနဲ့ဟိုအစင်းစင်းတက်ပြီးတော့မှပြည်သူပေးတဲ့နေရာကိုယူတာမဟုတ်ဘဲနဲ့မိုးကြွှေကိုလှုပ်ပြီးတော့မှလိုချင်တာပေါ့နော်စစ်တက်ကဒါဗိုလ်ချုပ်ကြီးတွေလည်းဒီတိုင်းပဲလေကြန့်ခိုင်ပါတီအကြောင်းကိုသူစစ်သားလေပါတီနိုင်ငံရေးကင်းရှင်းတယ်ဟုတ်တယ်ကင်းရှင်းတယ်ခင်ဗျကြန့်ခိုင်ပါတီကြောင့်ဘလောက်ဘလောက်တိလို့ချက်ချင်းလာပြီးတော့မှ ခုံအမီမှာလာထိုင်တာတော့ဟိုကအောက်ကကောင်ဘယ်လိုလုပ်ကျင်းနေမှာအဲ့တော့ပါတီတွင်းမှာကျွန်တော်ဆိုလိုတာတော့ပါတီတွင်းမှာတော့ပိုတိုင်းမှုတွေအများကြီးရှိနေတယ်ဆိုတဲ့ဟာကိုပြောကျင်တာပေါ့နော်ဒါ तू က NND ပါတီမပါတာကိုကြန့်ခိုင်ရအရင်ကြိုက်တယ်အရင်ကြိုက်တယ်သူ့ရဲ့ရှင်ပြိုင်ဘက်ကအနန္တရွေးရှိတာဘာကြောင့်ကြိုက်လဲဆိုတော့2015မှာကျွန်တော်ရှုံးခဲ့တယ်ဟမ်2015မှာကြန့်ခိုင်ရရှုံးတယ်ဟုတ်တယ်ရှုံးပြီးတော့ဒါ NND အစိုးရအမေစုအစိုးရတက်တယ် တက်တဲ့ချိန်မှာ2020လဲကြာလဲကြာရွေးကောက်ပွဲလုံးမယ်ဆိုတော့ကျွန်တော်စစ်တပ်ကဘုံမှုတွေတို့ဒုတိယဘုံမှုကြီးတွေတို့ကြက်ခိုင်ပါတီကိုတွားကျင်လို့ရှိရင် तू ကဟိုဟိုဝါလုပ်လို့ရစာတင်လို့ရတယ်စာတင်လို့ရတယ်အဲကျွန်တော်တငယ်ချင်းတယောက်ကအဲ့လိုမျိုးကြက်ခိုင်ပါတီကိုတွားဖို့ဆိုပြီးတော့မှအဲသူစာတင်တာပေါ့နော်စာတင်တဲ့ချိန်မှာပဲသူကသတင်းစကားဗာရတယ်ဆိုပါတီကိုခေါ်မယ်မင်းကိုခေါ်မယ်ပြီးရင်မင်းကိုမဲဆန္ဒနဲ့တခုပေးမယ်ပတ်စံထုတ်ပေးမယ်ဟုတ်ရှုံးရင်ပြန်ရောရမယ် လူလူကိုစီယုံကိုပန်းတောက်ပေးမယ်တဲ့သိန်း900ဆိုငါ1000ဆိုလဲ1000ရင်းနှီးထုတ်ပေးမှာဟုတ်အရင်းနှီးထုတ်ပေးမယ်အဲ့တော့ဒီကောင်ကဒါနဲ့ရှိုးလိုက်တော့ပြည်သူလူကိုရှောက်ပြီးတော့မှမဲရအောင်လို့ရှောက်ပြီးဟိုပါဖြစ်လိုက်တော့ပြီးပြီးပြည်သူကမဲမပေးလို့ဒီကောင်အဲ့ဒီနေမီမှာရှုံးမယ်ဆိုလို့ရှိရင်ပတ်စံပြန်ယူရမယ်ဆိုဘယ်ပတ်စံနဲ့ယူရမလဲဟိုမှာပေးပြီးသားဖြစ်နေပြီလေအဲ့တော့အဲ့ဒီကျန်းခံရေးပါတီက ဒီယူရိုပွဲမတိုင်ခင်မဲဆွဲစီယုံကြီးကာလမှာလုတ်ပေးတဲ့ဟာတွေကမဲလို့ကျင်လို့လုတ်ပေးတာခင်ဗျားတို့တကယ်ယင်တဲ့ကလုတ်ပေးတာမဟုတ်ဘူးဆိုတော့က2020ကလေးကတက်တည်ရှိတယ်အဲ့ဒါ2020တော့မမတ်ရရပါဘောလေဗီဒီယိုဖိုင်တခုတက်လာလေဟုတ်တန်ထင်းနဲ့ဟိုကြောက်လိုက်ရောင်းနေအဲ့ကြောက်ခိုင် ဟိုဘာဘာပါကျွန်တော်တို့ဒီကြက်ခံရေးဖွဲကနေကကြက်ဦးလိုက်ရောင်းနေပေါ့တလုံးကြက်ဦး200နဲ့ဆိုလာမှာအေးလေဗီဒီယိုကောင်းကောင်းနဲ့ဟိုဗီဒီယိုကောင်းနဲ့ပြောပြီးတော့မှလေအကောင်းကောင်းနဲ့ဆက်လို့ဆိုတော့သူဘင်းဈေးတိုင်းဖွင့်ရမယ်ပါတီမှာဘုရားနိုင်ငံကိုကောင်းရကောင်းကျိုးလို့ပေါ့နိုင်ငံတကာနဲ့ဆက်သွယ်ပြီးတော့မှဟိုဟာဖြစ်ရမယ်နိုင်ငံကိုဖွင့်ပြတိုးတက်အောင်လုပ်ရမယ်လူပြည်သူလူထုကိုအိုးချိုးရမယ်လူကမင်းဟိုကြက်ဦးရောင်းနဲ့အချင်းမျိုးမှာမဟုတ်တာဟုတ်တယ်မလားကျုပ်ရောင်းပြီးမဲဆွဲတာပေါ့လေတက်တောင်လုတ်ပေးတာမဟုတ်ဘူး သူဝယ်ရတာသူတရားပြန်ရောက်မှပဲသူအရင်ပြန်ရမှာတလုံးတရားနဲ့ရောက်မှာဒါပေမဲ့အဲ20ကတော့ရှိုးလိုက်တာသူက80နဲ့ရောက်တာတော့80နဲ့ရောက်တာလို့ဟာကြက်ခိုင်းရရောက်နေကြုပ်ကဈေးသက်တာတွေဟာဒီယာဟိတာသူတို့ဟိုဟာဖြစ်လို့ရှိရင်မဲပေးလို့ရှိရင်တနိုင်ငံလုံးကြက်ဥစားဖို့ကြက်ခိုင်းကိုမဲပေးဆိုဆိုပြီးတော့တဲ့ဆိုတော့ပုံစံမျိုးတော့ဖြစ်သွားအောင်ပဲပေါ့နော်ဒီအဲ့လိုမျိုးဒီပါတီတွေနဲ့ပတ်သက်လို့ကကျွန်တော်တို့ပြည်သူတွေတကယ်ရင်ထဲကဆန္ဒနဲ့တွားတာမဟုတ်ဘဲနဲ့အဲ့လိုမျိုးဟို ဘယ်လိုပြောရမလဲဆိုအပေးယူနေပေါ့နော်အပေးယူဂရီကဝင်းနဲ့တွားတာမင်းတို့ဒီနေမြေမှာ COE လို့ဒီနေမြေမှာမင်းနိုင်လို့ရှိရင်အုတ်ချုပ်မနိုင်ရင်မင်းပတ်စံပြန်ရောဟုတ်စူပေးတန်ပေးပေါ့နော်ဒီလိုမျိုးလှုပ်တဲ့ပါတီတွေပဲရှိပါတယ်ဆိုတော့ပြောပြနေတာပေါ့ဟုတ်ဒါကခုနအေး PTB ကဟိုလူတယောက်ကလည်းပြောသွားတာဗောနော် baby chan ကိုခုနကကလေးမလေးကငယ်ပါသေးရဲ့တဲ့ဝိုင်းဝန်းထိမ့်သိမ့်ပြီးတော့ဘလို့ငယ်ပါသေးတာငယ်ဘလို့ငယ်ပါသေးတာကလေးမလေးကငယ်ပါသေးရဲ့ဝိုင်းဝန်းထိမ့်သိမ့်ပြီးတော့ကျွန်တော်တို့ပြုတ်ပြင်မယ်ဆိုရင်တော့ဘာညာခေါ်လေးကျွန်တော်အဲ့တော့သူပြောတာ ਨੇ ဟိုကတော့တော်တော်သဘောကျပါသေးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဟိုပါပေါ့ရုရှားနိုင်ငံကိုရောက်နေတာပေါ့စက်တင်ဘာလ24ရက်နေ့မှနေပေါ့စက်တင်ဘာလ26ရက်နေ့အထိရောက်နေတယ်မင်းအောင်လိုင်အနေမှာ ရုရှားနိုင်ငံကိုတောင်းဆိုတာပေါ့နျူကလ িয়ার ဟိုလျက်စစ်တပ်အားပေးစက်ယုံတိစောက်ဖို့ရဲ့နောက်တစ်ခုကအာကာသစူဆန်လေးလာရေးဂျိုဒုလွတ်တယ်ဖို့ဆိုပြီးတော့ဒါသူတောင်းဆိုနေတာပေါ့တောင်းဆိုနေဆိုတော့ဘုံကခုနသူကပထမတစ်ချက်ပဲခုနနျူကလ িয়ার လျက်စစ်တပ်အားပေးစက်ယုံတိစောက်မယ်ဆိုတော့အခုလက်ရှိမြန်မာနိုင်ငံရဲ့အနေထားပေါ့နော်သူကလျက်စစ်မီးတွေရရင်တော့မှစက်ယုံအလုံးယုံတွေလဲပတ်မယ်ဆိုရင်တော့မှလောက်သားတွေကပဲမှာလဲเนาะပြန်တွေးကြည့်တယ်သူအရှိကန်း ကြားတဲ့အချက်ကိုမတွေးဘဲနဲ့ပေါ့နော်တကယ်တမ်းကျတော့ဒီကျွန်တော်တို့နျူကလ িয়ার အန်တရာစစ်တပ်အားပေးဆက်ရောတော့ကဘာပေါ်မှာနိုင်ငံပေါင်း32နိုင်ငံအထိတုံးတယ်ပေါ့အဲ့ဒီမှာမှတအားဖို့ပေါင်းဆိုရင်ခုနကျွန်တော်တို့ဖို့ပေါင်း400ကျော်ရှိရှိတယ်ဒါအမေရိကန်တို့ပြင်သစ်တို့ပါတော့ပေါ့နော်အမေရိကန်တို့ပါလို့ဆို60အဲ့ဒီမှာမှတရုတ်နဲ့ရုရှားဒါအခုတိုးရှဲပြီးတော့စောင့်နေတာရှိတယ်အဲ့ဒါကိုမင်းအောင်လည်းစိတ်ကူးရင် ပြီးတော့ဟိုအချိန်ကြတဲ့အချက်ကိုမတွေးဘဲနဲ့ခုန အကဒါအကြိုဒုလွတ်တင်ဖို့တို့ဆက်လျက်စက်တားပေးဆက်ရုံလုပ်ဖို့တို့လေတွားတောင်းဆိုနေရပါဟောအဲ့ဒါတဲ့ပတ်သက်သူကဟိုဟိုလည်းလှုပ်ရှင်တယ်ညာလည်းလှုပ်ရှင်တယ်ညာငါလည်းမလှုပ်တတ်ဘူးအဲလှုပ်လှုပ်လည်းလှုပ်ရှင်တယ်လှုပ်လှုပ်လည်းမလှုပ်တတ်ဘူးတော့ကျောင်းငငယ်တော့ဟိုလူကြီးတွေပြောတဲ့ဟာသားလေးတွားပြီးတော့မှတတိယရတဲ့အဲကောင်မလေးရတယ်တဲ့ဟိုဟာဗာလဲ မျက်နှာတင်ဆန်ဆေးတယ်လေတဲ့ဆန်ဆေးသေးပေါက်တယ်ဆိုရက်ဆိုးနေသွားဒီဟိုလက်တစ်ဖက်ကဟိုဖြစ်နေဟိုဆန်ဆန်ဟိုဆန်ထဲကိုရေထည့်ပြီးတော့မှဆန်ကိုဆေးတယ်တစ်ဖက်ကမျက်နှာဟိုတစ်ဖက်ကရေကိုရေဟိုဟာခွက်နဲ့မခတ်ဖက်နဲ့ရေထဲကိုလက်နှိုက်လိုက်မျက်နှာတက်လိုက်တစ်ဖက်ကဆန်ဆေးလိုက်လုံးနေဟိုအောက်အောက်ဖက်ကလည်းသူကဟိုဖြစ်ထားပြီးတော့မှစောင်းဆောင်လေးထိုင်ပြီးတော့မှသူကအလုပ်သုံးလုပ်ပြီးတော့အောက်ကလည်းသေးသေးရလည်းပေါက်နေသေးတယ်အဲ့ဒါပဲမင်းအောင်လိုက်ကသူကမျက်နှာမျက်နှာတေးဆန်ဆေးရဲ့ဆန် ်သိသိပေါ့ရှင်နေဆိုတာတဲ့စိုးနေပြီပေါ့နော်သူကဟိုကလည်းလွတ်ရှင်နေဒီကလည်းလွတ်ရှင်ကိုယ့်ရဲ့ဟိုဆိုလိုချင်တာတော့ငှက်နိုင်ငံရဲ့အနေထားနဲ့ငါတို့ကအခြေခံဟိုမှာတရင်တစ်ခုတွေ့လိုက်ပါတယ်ဟိုတရုတ်ပြည်ကနေတင်သွင်းလာတဲ့ပန်းသီးတွေကိုအဲဖမ်းတယ်လို့ဗာဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောတော့ဗာစိုက်ပျိုးရေးကိုအခြေခံရေးဗာအခြေခံစီးပွားရေးစနစ် ဘာဘာဖြစ်လောင်ပေါ်ထွန်းလောင်ဆောင်ရဲဆိုတော့ဘာလို့ငငယ်တော့ကျွန်တော်တို့ TV ကြည့်ကြော်ကြော်ပြရတဲ့ဟာလေဟိုဘာဖြစ်ရင်တချင်းတွေဘာတွေဖွင့်ညင်အိမ်မှာ VCD တွေခစ်ဆားလာတဲ့အချိန်မှာလေကြော်ကြော်ပြရတဲ့ဥတီဂျဲဥတီဂျဲတွေ၃ရက်နိုင်ငံဥတီဂျဲတို့ခြိဝိုင်းဥတီဂျဲ၄ရက်ပါ၄ရက်လောက်လောက်နော်အဲ့တော့အဲ့ဒီလိုဟာမျိုးတွေစိုက်ပျိုးရေးကိုအခြေခံ၍ဆိုပြီးတော့မှတို့ပြောအဲ့တော့ကိုယ်နိုင်ငံမှာစိုက်ပျိုးလို့မရနိုင်တဲ့ဟာကိုသူများနိုင်ငံတွေတင် တင်သွင်းရတယ်အခုကိုကိုနိုင်ငံမှာပန်းသီးတောင်ပဲဒါပေါ်ပေါ်လောလောဟိုထွက်အောင်လို့မဆိုင်နိုင်ဘူးပေါ့နော်အဲ့တော့အချိန်간လိုအပ်ချက်တွေကဘာလဲဆိုတဲ့ဟာကိုမစင်သားပဲနဲ့ဒါဟိုကျွန်တော်တို့ဘာလဲ blue zero green zero လို့ပေါ့တဲ့ဟို ရေတက်ကိုသူကအဲ့လိုမျိုးအဆင့်တတ်မှတ်ချင်တာတတ်မှတ်ချင်တော့သူသူကျွန်တော်တော့တခါပြောပြပါသေးသူဒီတင်မောပေါ်မှာဒီတနတ်တင်လို့ရရမရမတည်ဘူးမချိန်စားဘူးအဲ့ဒီတနတ်နဲ့ဒီလိုဒီတနတ်တက်ဆင်ထားတဲ့တင်မောရှိရင် green sea ဖြစ်ပြီး blue sea ဖြစ်ပြီးဆိုတော့သူအဓိကဟိုအဆင့်မြီအောင်သာလိုက်ပြီးတော့မှဝယ်တာပေါ့နော်ကိုယ့်ရဲ့အခြေခံလိုအပ်ချက်ကဘာလဲဒီတင်မောနဲ့ဒီလက်နဲ့ခံနိုင်အောင်အင်အားမျှရလားတကယ်ပြစ်လို့ရရလားပင်လယ်တွင်းမှာတကယ် စစ်ပွဲဆင်နှွှဲလို့ရရည်လားဆိုတော့အခြေခံချက်တွေကိုဟိုမှဖြစ်ပဲနဲ့ဒီတိုင်းပဲအာကျွန်တော်ပညာရေးကိုဘယ်လိုအားသားပြောသေးပညာရေးကိုဘယ်လိုလုပ်ပါရဲလို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့တိရငါတလောက်ပေါင်းနဲ့လက်ဖက်တုပ်လောက်ကိုကျွန်တော်အိမ်မှာကျွန်တော်အိမ်မှာချက်တာဆိုတာကြီးပဲတိရကျွန်တော်အိမ်မှာချက်တာဆိုတာကြီးအဲ့တော့ကျွန်တော်တို့တကားပြောလို့ရှိရင်တိရစစ်တပ်ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ကထောက်ပြနေတယ်လို့ပြည်သူလူထုကတခါတလေကြလို့ရှိရင်မြင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကလည်းအဲ့လိုပြောရင်းပြောရင်းနဲ့ စစ်တပ်ကိုထောက်ပြတဲ့ပုံစံမျိုးပေါက်ပေါက်သွားတာပေါ့နော်။ဦးရဒီတိုင်းဟာရှေ့တန်းမှာတင်ငန်းကြီးနောင်မှာသူ့ရဲဘော်တွေပေါ့နော်။တင်ငန်းကြီးနောင်အခုသူတို့ခက်ခက်ခက်900နဲ့300ကြတယ်။ခက်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 တက်လာရတဲ့ရဲဘော်တွေကိုမြန်သွားပြီးတော့မြန်ဘာလချောင်ကျော်လေးပါလေးတရားမင်းအွန်လိုင်းနဲ့ကျူကျူလာနဲ့ဟိုဒဲဒဲဝါကြီးဟိုဗါလဲရောင်းမကြီးကင်ပြီးနှစ်ယောက်သားမိုးပြဲတဲ့ကြီးနဲ့ကြော်လော်ပြီးတော့မှကျွေးရင်အရေးပေါ်သူဘလောက်ကျေသူတင်ဟောင်းမတို့ဘားကိုတိုင်းလာပြီးတော့မှဟွာဖြစ်ပေတယ်အဲ့တော့လိုအပ်ချက်ကိုထောက်ပြတာမဟုတ် မင်းတို့စစ်သားတွေကစိတ်နာသိနေတယ်ပြောတာเนาะဘာမှမိုးတဲ့နိုင်ငံကိုကြတော့မင်းသူကိုယ်တိုင်ဟိုမှာစေယုံတက်နေတာကိုသွားပြီးတော့ကျဆုပ်ပြုတ်ဆုပ်ပြုတ်တိုက်လို့တိုက်ဟိုမှာသူနိုင်ငံညာကောင်ကြတော့သွားပြီးတော့ငါတလောက်ပေါင်းကျွေးလို့ကျွေးလက်ဖက်တော့ကျွေးလို့ကျွေးမင်းတို့ဖက်ချန်တလိတော့မတိုက်တဲ့လူမျိုးအတွက်မင်းတို့စစ်တိုက်ပေးနေရတော့မင်းတို့ခေါင်းပါသေးရလားဆိုတဲ့ဟာကိုပြောချင်တာဟုတ်တယ်ဟဲ့မနေ့ကကွန်မန့်တစ်ခုတွေ့တယ်ဘာတွေ့လဲဆိုတော့ဒီကောင်တွေကတဲ့မင်းအွန်လိုင်းအတွက်စစ်တိုက်နေရဆိုတော့လုံးဝလက်မခံသေးဘူးတဲ့ နိုင်ငံအတွက်စစ်တိုက်နေရလို့ပဲထင်နေတော့ねအဲ့တော့ကျွန်တော်တို့ဒါအချိန်လည်းနည်းနည်းကြာသွားပြီဆိုတော့မင်း20လည်းကြာသွားပြီဆိုတော့ဗောနော်တကယ်ဒီကတော့ကျွန်တော်တို့ရှားတွေလည်းပြားနေပါပြီအတ္တမာလည်းတက်နေပြီပြောရတာရှားပါအတ္တမာတက်တယ်မင်းတို့စစ်တိုက်နေတာကနိုင်ငံအတွက်မဟုတ်ဘူးเนาะမင်း online အတွက်ဆိုတာကိုမင်းတို့တိသွားတဲ့တနေ့မှာပြည်သူရင်ဝင်ကြီးကိုတမ်းမြင်လိုက်မှာဟုံးဆိုပြီးတော့မှเนาะမင်း online အတွက်ငါတို့စစ်တိုက်နေရတာပါလားဆိုတော့အတိခေါင်းထဲမှာဝင်နေနေရတယ် မင်းမျက်လုံးထဲမှာပေါ်လာမင်းတို့မျက်လုံးထဲမှာပေါ်လာမှာကပြည်သူရှင်ဝင်ကြီးဖြစ်တယ်ဆိုတဲ့ဟာကိုဒါပြောကြရင်းနေပေါ့နော်အဲ့ဒါကျွန်တော်စကားဝိုင်းလေးကိုဒီကောချုပ်ပါတယ်အဲ့တော့ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေထဲမှာတော့ထူးခြားသတင်းတွေပြီးတချို့ဒါဆန်စီရင်မျက်နှာတင်မျက်နှာတင်ဒီပေါ်ရှင်နဲ့မရောက်နိုင်အကြောင်းပေါ့နော်အဲဒါရင်နဲ့ပတ်သက်လို့တိဆက်ပေးသွားခဲ့ရဖြစ်ပါတယ်ဟုတ်အစုံဒီကြီးစုနားဆင်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဗျာ